ုသိုလ်ကောင်းမှုပြုတဲ့နေရာမှာစိတ်ဓာတ်ကသာမုံမုံမြက်မြက်ထားမုံမုံမြက်မြက်နဲ့လှုပ်တဲ့ကုသိုလ်ကောင်းမှုကဘယ်တော့မှအောက်တန်းကြတယ်ဆိုတာမရှိဘူးဥပမာဖြင့်နှိမ့်ကြပြီးတော့နေတဲ့အရာတစ်ခုကိုတော့ကွယ်ကိုကလှူနံတိုင်းနိုင်စေတယ်ဆိုရင်မြင့်မြတ်တဲ့ဖရာပိစေကဗုဒ္ဓါတို့ဆိုဘာပြောနေကြလို့မလဲအဲဒီလိုလေးတွေးကြည့်ပေါ့ ဲကြောင့်မိမိရဲ့စိတ်ကသာမုံမုံမြတ်မြတ်ထားမုံမုံမြတ်မြတ်ထားလိုက်အဲ့ဒီအကျိုးကျေးဇူးကဘယ်တော့မှအောက်တန်းကျရုပ်နေသွားတယ်ဆိုတာမရှိဘူးတဲ့ဒီလိုပြောတယ်ဘုရားတို့တေဟောမှာစုလနာကဆိုတဲ့မထေရဘာရှိခဲ့ဘူးတဲ့နေသောစပြီလေသဘိတ်ကလေးစေသဘိတ်ကလေးမှပြီးတော့သွားလေးတိုက်နေတဲ့အချိန်လေးမှာခွေးပိန်မာလေးတကောင်ကအစရှာထွက် စာကြတဲ့တော့ခွေးပိန်လေးကြည့်ပြီးတော့ကျွေးကျင်စိတ်ပေါက်တယ်လှူကျင်စိတ်ပေါက်တယ်ပေါ့ဘာလှူကကောင်းမလဲကြည့်တော့စွန့်ညာကွန်ညာဘာမှရှိတော့ပို့ပြီးတော့ဆိုတာကနောက်ကိုကြည့်လိုက်တော့ခွေးကလေးလေးတွေ၃လေးကောင်ကပါလာစေဟာကြည်စံခွေးလေးတွေစားစားနေကြတယ်ပိန်ချုံနေတာပဲဘာကျွေးရကောင်းမလဲဘာလှူရကောင်းမလဲဆိုပြီးတော့အလှူပွဲပစ္စည်းလိုက်ရှာတော့ဘလို့မှရှာမတွေ့ဘူး နောက်ဆုံးဘယ်ကတွေ့တယ်လဲပဲသူဒီနေ့လေစားစားထားတဲ့အစားအစာတွေပိုက်ထဲမှာရှိအခုတွေစားစားလာတယ်ဒါတွေကိုပြန်ထုတ်ကျွေးရင်တော့သူတို့ရဲ့တနတ်စာဆင်ပြေလိမ့်မယ်ငါကတနေ့စာမစားရယုံနဲ့အစာအဟာရတွေငါဒုက္ခရောက်เสียတဲ့ကြီးကြီးဖြစ်မယ်မထင်ဘူးပေါ့လူကျင်တာလူကျင်တဲ့ပုဂ္ဂိုလ်ကယဟန်လူခံတဲ့ပုဂ္ဂိုလ်ကခွေး အဲ့ဒီမှာဗဇက်ထဲလက်ညှိုးထိုးပြီးတော့ခွက်လေးတစ်လုံးနဲ့ကိုအဲ့ဒါအန်ထည့်ပြီးတော့မှကျွေးတယ်အဲ့ဒီအကျိုးကျေးဇူးဘာဖြစ်တုံးပြီးညနေဆောင်တော့ဟာလူတွေလူတွေရောက်လာလိုက်ကြတာတီဟိုထုမယုံကြောင်းတိုက်တယ်အရှင်နာကရှင်စုလနာကရှိပါသလားရှင်စုလနာကရှိပါသလားဘာလို့ချင်းလို့တော့သူတို့ကဖြောရက်ကတ်ချင်းလို့သူတို့ကဟာသူတို့ကလည်းဘာလှူချင်းလို့သူတို့ကစတုမလူကတ်ချင်းလို့လှူချင်းတဲ့လူတွေတန်းစီ မနေ့မိုးနေ့တဲ့ခါကျဆုံးကထွက်လိုက်တာအဲ့တပါထွက်တာနဲ့ကျောင်းတိုက်ကတန်ခါ900ဖုံးပေးလောက်တယ်လှူလဲရတဲ့အလှူပေါ်မှာကျေနပ်ပြီးတော့ပီတိဖြစ်တယ်အဲ့ဒီပီတိကိုခြေခံပြီးတရားကျင့်တော့လေအာတော်ကင်းကွာတဲ့ယဟန္တာကြီးဖြစ်တယ်နောက်တကသီဟိုတန်ခါတော်များအိန္ဒိယကိုဖျားဘူးသွားခြင်းတယ်သွားရင်လာရေးကအဆင်ပြေတယ်လမ်းမှာဆုံးကိစ္စစိုးရင်ကြတော့ ်တန်ဃာတော်တွေကစူလနာကပါရင် ကောင်းပါပဲဆိုတော့ရှင်ဘုရားတို့မပူနဲ့ဘုရားတပည့်တော်လိုက်မယ်စွန်ကိစ္စတပည့်တော်တောင်းအောင်ယူတယ်တောင်းအောင်ယူတယ်ဆိုတော့ရှင်းတော်ကအခုလိုလင်းမြန်နေကားတွေနဲ့သွားတာမဟုတ်ဘူးလမ်းလျှောက်သွားကြတော့အဲ့တော့ရှင်စူလနာကနဲ့သွားကြရတာဘာနဲ့တူတော့မေးတော့အရှင်သီဝလိနဲ့သွားရသလိုပဲတဲ့တောတွေတဲ့ဖြတ်သွားသွားကျင်တဲ့နေရာသွားအကုန်လုံး လူတွေရှိရင်လူတွေကဆွန်းလောင်းလူတွေမရှိနတ်တွေကဆွန်းလောင်းကြအိန္ဒိယတခွင်ဘုရားတန်ဝေသရိယဌာနစုံလင်ပေါ့ဗျာဖရာတွေဖူးနေတဲ့အချိန်မှာပဲသုလနာကယောဂဆွဲပြီးတော့အဲ့မှာလွန်တော်မူခန္ဒီရောက်တဲ့အခါတန်ဃာတော်တွေကစိုးရင်ကြာဟာတို့တို့တို့သုလနာကမရှိရင်မလွယ်ဘူးဟေးဆုံးကိစ္စသုရနာကကပြောတယ်ရှင်ဖရာတို့မပူနဲ့ဖရာတဲ့တပည့်တော်ရဲ့ယုတ်ကလဒီမှာတဲ့မိသူကြိုပြစ်လိုက် မိတိလိုကျွင်းကြံတဲ့အယိုးလေးကိုဝက်ကလေးတစ်ခုနဲ့ထုတ်တန်ခါ900ရဲ့ထိတ်ဆုံးကသာကင်ပြီးတော့ကြွဆုံးကိစ္စပြင်းလေးပြေလေစေရလိမ့်မယ်တဲ့ဒီလိုမိတ်တဲ့ဗျာတကယ်လည်းသူအဲ့ဒီမှာရင်ပြိဋိဘံစံသွားတယ်သူပြောတဲ့အတိုင်းပဲအယိုးတို့ကလေးကင်ပြီးတန်ခါ900ကဖျားဘူးတွေဆက်ကြွတယ်လမ်းဆုံးကိစ္စဟာလူမပါတဲ့ဒီအယိုးနဲ့တော့အဆင်ပြေတာ ြောကျင်တာကဒီအဖြစ်ပြက်ကလေးမှာဆုလနာကဤကဲ့သို့အကျိုးဖလားတွေကြီးမားနေတာဘာကြောင့်လဲဆိုတော့သူတော်ကောင်းတို့တို့တွေလှူတဲ့ပုံမှာစိတ်ကမွန်မြတ်နွန်းတို့စေတကုသိုလ်စိတ်ကိုပဏိတမွန်မြတ်ဒီကိုကာတုံပြုခြင်းကတက်ကွန်တတစွမ်းနိုင်တဲ့ပုဂ္ဂိုလ်အားဒါနလှူဒါနသည် လူခန္ဓာမှာယုံညံ့နေအောက်တန်းကြတယ်ဆိုတာနတိယပဲနည်းနဲ့မှမဖြစ်နိုင်ဘူးလူကျင်တဲ့စိတ်ကကိုယ့်ရဲ့စိတ်ကသာမုံမုံမြတ်မြတ်ထားအဲ့ဒီအလှူဒါနရဲ့အကျိုးဖလားဟာဘယ်တော့မှယုံညံ့နေဆိုတာမရှိဘူးအခုဇူလန္နာကကြည်လှူခဲ့တာဘာလဲမင်းခွေးကိုလှူခဲ့တာခွေးဆိုတော့လူကံပုဂ္ဂိုလ်ဆိုတော့ကောင်းတဲ့တွေစင်ကြည့်လိုက်ပေါ့ဖယားမြတ်စွာဘိစေကနဲ့အရိယာရှစ်ဝဇာနာလာပြီး သီလဝန္တဒုတ်သီလတရိษံမှတ်ရန်တကြိတ်လေးအလူကံပုဂ္ဂိုလ်တကြိတ်နဲ့လေးရောက်တစ်ပစ္စေကဗုဒ္ဓအတစ်သဗ္ဗညုမြတ်စွာဘုရားနှစ်ကပစ္စေကဗုဒ္ဓဘုရားမြတ်စွာပစ္စေကနဲ့အရိယာရှစ်ဝါသောတပတိမဂ္ဂရံသောတပတိဖလထံတဂရဂามိမဂ္ဂရံတဂရဂามိဖလထံအနာဂามိမဂ္ဂရံအနာဂามိဖလထံအရဟတမဂ္ဂထံအရဟတဖလထံဆိုပြီးတော့အရိယာပုဂ္ဂိုလ်ရှစ်ယောက်ဘုရားပစ္စေကဗုဒ္ဓနဲ့ပေါင်းရင်ဆယ်ယောက် ဖယားမြတ်စွာပစ္စေကနဲ့အရိယာရှိဝါဇာနလာပြီနံပါတ်7ကဇံရတဲ့ပုဂ္ဂိုလ်သီလဝန္တနံပါတ်7ကသီလဝန္တပုဂ္ဂိုလ်သီလရှိနံပါတ်7ကဒုတ်သီလသီလမရှိတဲ့ပုဂ္ဂိုလ်ဒုတ်သီလတရိษံနဲ့နံပါတ်14ကတရိษံလူကံပုဂ္ဂိုလ်တစ်ကြိမ်နဲ့၄ယောက်တန်းစီလိုက်တဲ့အခါမှာ ဆုလနာကမထေလှူဒန်းတဲ့နေရာဟာဘာကိုလှူသလဲမိလဲတော့အောက်ဆုံးကခွေးကိုလှူတာဒါပေမဲ့စိတ်တန်ကုသိုလ်စိတ်ဟာပဏိတန်မုံမုံမြတ်မြတ်ဖြစ်နေတာအဲကြောင့်စိတ်တန်ကုသိုလ်စိတ်ကိုပဏိတန်မုံမြတ်ဒီကိုကာတုံပြူခြင်းကတက်ကွန်တသာစွန့်နိုင်တဲ့ပုဂ္ဂိုလ်ဟာဒါနလူရဏသည်လူခန္ဓာမှာ အောက်တန်းကြရဲဆိုတာယုံညံ့နေဆိုတာနသည်ဟာဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး